အာအားလုံးပဲမင်္ဂလာပါခင်ဗျာ TikTok မှာ brother တယောက်ကငွေလွှဲတာလေးနဲ့ပတ်သက်ပြီးတော့မေးနေလို့သူမရှင်းမှဆိုလို့ကျွန်တော်ဗီဒီယိုလေးနဲ့ပဲပြန်တင်ပေးလိုက်ပါတယ်ဒါလေးကတော့သဘောတရားတွေကတော့အကုန်လုံးကအတူတူပါပဲအဲဆိုတော့ အဲ့ဒါလေးကိုကျွန်တော်တစ်ချက်လေးပြန်ပြီးပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရှီကနေပြီးတော့သူများကိုပတ်စံလွှဲမယ်ဆိုလို့ရှိရင်ကျွန်တော် ID နဲ့လွှဲမယ်ဆိုပါစို့ ID နဲ့လွှဲမနေ့ကလည်း ID နဲ့လွှဲလို့မရလို့ရှိရင်ကျွန်တော် on sam on chain ဆိုပြီးတော့တင်ထားတဲ့ video လည်းရှိပါတယ်အဲအခုဟာကြတော့ကျွန်တော်တို့ကအာကိုယ့်ရဲ့ဒီ USDT ကိုဟိုသဘောတရားတွေအကုန်လုံးကတော့အတူတူပဲပြောပြောမယ်ဆိုလို့ရှိရင်အဲ့တော့ဒါဒီသူမေးတဲ့မေးခွန်းပေါ်မှာပဲကျွန်တော်အာသူလွယ်လွယ်ကူကူဖြစ်အောင်လို့ကျွန်တော်ဒီမှာပြန်ဖြည့်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ Binance မှာကိုယ်ပိုင်ရှိတဲ့ USDT ကိုကျွန်တော်တို့ကသူများကိုလွှဲခြင်း င်တယ် ID နဲ့လွှဲချင်တယ်ဆိုပါစို့အဲ့တော့ကျွန်တော်တို့က SSL ဝင်လိုက်မယ် SSL ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့လွှဲချင်တဲ့ USD USD ကိုတော့ Spot Wallet ထဲကိုထည့်ထားလိုက်ပေါ့နော် Spot Wallet ထဲကိုထည့်ထားထည့်ထားပြီးလို့ရှိရင်ကျွန်တော်ဒီမှာ send ဆိုတာရှိတယ် ဆန့်ဆိုတာတစ်ချက်နှိလိုက်လို့ရှိရင် slab withdrawal method ဆိုတာရှိတယ်အဲ့ဒီမှာသူပြောတဲ့ send to binance user ဆိုတာကြာကျွန်တော် binance ကို internet transfer လုပ်တာ send via email နဲ့လုပ်လို့ရတယ်လို့ကျွန်တော် phone number နဲ့လုပ်လို့ရတယ် id နဲ့လုပ်လို့ရတယ်ကျွန်တော် on chain wallet သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ on chain withdraw ဆိုတာကိုလုပ်လို့ရတယ်သူက id နဲ့လိုချင်တာဖြစ်တဲ့ကြောင်းကျွန်တော်ဒီမှာ id နှိလိုက်ပါဘောနော် id ကိုနှိလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ binance ကကျွန်တော်တို့ id ကိုထည့်ထည့်ပြီးတော့ကျွန်တော် continue နဲ့ဆက်သွားပါအဲ့လိုမျိုးသွားပြီးလို့ရှိရင်ကျွန်တော်တို့ကတစ်ဖက်လူကိုကျွန်တော်တို့အမှဘယ်လောက်လွှဲချင်တာလဲဘာလဲညာလဲဆိုတာသူမေးတယ် ိမ့်မယ်ပေါ့နော်အဲ့ဒါတွေတခြားဖြည့်ပေးပြီးရင်ကျွန်တော်တို့ကလွှဲလို့ရပါပြီဒါကတော့ ID နဲ့လွှဲတဲ့ပုံစံပါတကယ်လို့ဟိုနိုင်ငံ region ကြောက် ID နဲ့လွှဲလို့မရအောင်ဆိုရင်တော့တေချာဘောက်ကကျွန်တော်တို့ကဘာနဲ့သွားရမလဲဆိုလို့ရှိရင် sign in မှာရှိတယ်ဆိုလို့ရှိရင် on chain withdrawal နဲ့သွားရမှာဖြစ်ပါတယ်အဲ့တော့တစ်ခုပြီးတစ်ခုကျွန်တော်ရဲ့ဒီ playlist ထဲမှာလည်းကျွန်တော်ဒါတွေအကုန်လုံးကိုတင်ထားပေးပြီးသားဖြစ်ပါတယ်အဲအခုဟို brother တယောက်ကလိုအပ်လို့လွယ်လွယ်ကူကူဖြစ်အောင်လို့ဆိုပြီးကျွန်တော်ဒီ video လေးကိုပြန်လည်းမျှဝေလိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်